ကဲဆိုတော့ဒီကနေ့တော့ပေါ့နော်ကျွန်တော်ကနေတဲ့ new switch 2ပုံမှာထွက်ထားတယ်ပေါ့နော်ဒီ delegation reservoir brother the why နေတဲ့ new switch 2 addition လေးကိုနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲ impression ပုံစံမျိုးလေးနဲ့နည်းနည်းလေး gameplay လေးကိုစမ်းပြသွားမှာပေါ့နော်ဆိုတော့လောလောဆယ်အဲကျွန်တော်စီမှာကတော့ဗာနေကျွန်တော် switch to game ဒီကတော်တော်များများဟိုကျွန်တော်ဝေထားပြီးပြီပေါ့နော်ကျွန်တော်ဖိဖိချင်းစီတော့စမ်းပြီးတော့အဲ video လေးဒီ gameplay video လေးလုပ်ပေးပါမယ်ပေါ့နော်ဆိုတော့လောလောဆယ်မှာကျွန်တော်ဟိုဆက်ရရချင်းမှာအရင်ကဆော့ပြတဲ့ game ကတော့ Zelda Breath of the Wild ဖြစ်နေတယ်ပေါ့နော် Zelda Breath of the Wild ကကျွန်တော်နေလုံး switch ပေါ်မှာကျွန်တော်အကြိုက်ဆုံးလဲအကြိုက်ဆုံး game လဲဖြစ်တယ်ပြီးကြတော့ရှိရင်တော်တော်များများကလည်းဒီကောင်စိတ်ဝင်စားနေကြတာပေါ့နော်ကျွန်တော်ဟိုအဓိကဒီ switch to ဝယ်စားမှာပေါ့တခြားပါတော့တခြားဒီ အဲသူ့ရဲ့ဒီ gain တွေရှိတယ်ဆိုပေမဲ့ပေါ့နော်ကျွန်တော်ကလောလောဆယ် Zeta Bros of Wine ကိုစဆော့ဖြစ်ပြီးတော့ဟိုညှိနေတယ်ပေါ့နော်ဆိုတော့ okay လောလောဆယ်ဆယ်မှာကျွန်တော် Zeta Bros of Wine ကိုဆော့ထားတာဒါမှမဟုတ် Divine V Varuda တခုပြီးသွားပြီပေါ့နော် Divine V တကောင်ပြီးသွားပြီဆိုတော့အဲ Nintendo Switch 2 addition မှာပေါ့နော်ဒီကောင်လေးကကျွန်တော်တို့တွေအဲဟိုရရဆိုရင် on paper ရဆိုလို့ရှိရင်ဒီကောင်က obvious ဖြစ်သွားတယ်ဘယ်ရရှိ 1080p portrait ရတယ်ဗောနော document မှာဆိုရင် 4k ပိုင်ညာတိရတယ်ဗောနော်ဆိုတော့ဟိုတော်တော်များစိတ်ဝင်စားကြတာဒီကောင်ကတော့ဟို free aggregate မဟုတ်ဘူး10ဒေါ်လာပေးပြီးတော့ aggregate ရတယ်ကို့မှာ digital ဝယ်ထားတာရှိရင်ဖြစ်ဖြစ်ဒါမှမဟုတ်ရင် physical ခွေဗောနော်ကျွန်တော်ဆိုတော့က physical ခွေဆိုင်ထားတာဆိုတော့ဟိုအဲ့လိုခွေရှိရင်ဖြစ်ဖြစ်ကျွန်တော်တို့ကဟို10ဒေါ်လာထပ်ပြီးပေးရဆိုလို့ရှိရင်အဲဒီ switch to edition ရတာဗောနော်ဆိုတော့ဒီ switch to edition ကအဲတန်လာလို့မင်းရဆိုလို့ရှိရင်ဗောနော်ကျွန်တော်အတွက်ကတော့တန်တယ်ကျွန်တော်အတွက်ကတန်တယ်ဆိုတာဗာလဲဆိုရင်ဒီ zero brother wise ဆိုတဲ့ game ကပြကျွန်တော် ညတို့ Swift V2 စဝယ်ပြီးစမှာလဲအဲဒီ Zebra Broad Wine ကိုစဆော့တယ်အဲဒါပေမဲ့ဟိုနည်းနည်းခက်လို့ပေါ့နော်ကျွန်တော်တို့ဟိုချက်ချင်းပြီးအောင်တော့တခါလည်းမဆော့ပြဘူးပေါ့နော်ဒါပေမဲ့နောက်ပြီးနောက်ပိုင်းမှာကျွန်တော်ဒီကောက်ကိုပြန်ပြီးတော့လေ့လာပြီးတော့တခြားလေးပြန်ပြီးဆော့ပြတယ်ပြီးအဲပြီးရင်ညတို့ Switch O လဲကျွန်တော်ဝယ်ပြတဲ့ခါမှာလဲကျွန်တော် Zebra Broad Wine ကိုဟိုပြန်ဆော့ပြတယ် အဲ့ဒါအပြင်ကိုအခုမှ switch to ဝယ်ပြီးစမှာလဲဆော့လို့ဆိုမှ zero browser နဲ့ second ကကျွန်တော်တွက်ကတော့ဟိုဆော့လို့ဆိုဒါ6ခံမျိုးလောက်ဖြစ်ပြီပေါ့နော်ကျွန်တော်ရင်းနှီးထဲမှာ water ရဲ့အစဆုံးတစ်ခေါက်တင်ထားတာလည်းရှိတယ်ပြီးရင် stream မှာလည်းတစ်ခေါက်အစဆုံးဆော့ပူးတယ်ပေါ့နော် stream နဲ့ gain stream ပြီးတော့ပေါ့နော် okay ဆိုတော့ browser မှာဒီကောင်ကသူ့ရဲ့ဟာကပေါ့နော် tight IP ဖြစ်သွားတဲ့ဟာကရုပ်ထွက်ကတိကျလာဆိုဒီမှာခင်ဗျားတို့ဒီ video မှာတွေ့ရတိုင်းပဲတိကျတယ်လို့ပြောလို့ရတယ်သူ့မှာဒီ environment နဲ့ graphic တွေပို့ပြီးတော့ဟို shape ဖြစ်သွားတာတော့ဘာလို့လဲဒီမှာအရင်တော့စာရင်တော့ဗျာဟို နေဆုံး switch OLED ပေါ်မှာကတော့ရုပ်ထွက်ပို့ပြီးတော့လှတယ်ဆိုရယ်ဆိုမဲ့တချို့နေရာလေးတွေက water tower လေးတွေဖြစ်နေတဲ့ပိုင်းလေးတွေရှိတယ်ပေါ့နော်ပြီးကြစီဒီမှာအခါကျတော့မှတွေ့ရတိုင်းပဲတေချာလေးကို environment graphic တွေကပို့ပြီးတော့ဟိုပို့ improve ဖြစ်လာပြီပို့ကောင်းလာတယ်ပေါ့နော်ပြီးကြစီ 60fps ကလည်းရတယ်ဒါပေမဲ့ဟိုဒီလို graphic ပို့ကောင်းလာတယ်လို့ဒီ 60fps ရတယ်လို့ဆိုတော့အကျတော့ဟို ကျွန်တော်တို့ PC handheld တွေပါညာတယ်ပေါ့နော် emulator ဆော့တဲ့သူမျိုးတွေဆိုနေတာဟားမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်နဲ့ emulator မှာကျကျွန်တော်တို့တွေဟို 60fps ရအောင်လို့ဘာလို့လုပ်လို့ရတဲ့ဟိုဟာလေနီးပညာလည်းရှိတာပြီလားဆိုတော့လေတို့တို့တော့ဘာမှအထူးဆန်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့လည်း Nintendo Switch ပုံမှာပဲဒီ software တွေအတွက်ဆိုလို့ရှိရင်တော့ဟိုဒါကတော်တော်လေးကိုဟိုဟာဖြစ်တယ်ပိုကောင်းသွားတယ်လို့ပိုမိုက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လောလောဆယ်ကျွန်တော်ဟိုကောင်စမ်းကြည့်သလောက်ဆိုလို့ရှိရင်တော်တော်လေးဆော့လို့ကောင်းသွားပြီဒါတော့ကျွန်တော် dock mode မှာမဆော့ဖြစ်သေးဘူးကျွန်တော် Switch 2 Pro controller မှာဟားတာမရသေးတော့လေဆော့မှာ by the way စကားမဆော့ပါတော့မှာ Nintendo Switch 2တက် လို့ crystal cover လေးတွေ carrying case လေးတွေအဲ screen guard တွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်စီမှာလာမှာလို့ရပါတယ်ကျွန်တော်ဒီ HLV video game store မှာ ရှောင်းနေပါတော့။ Okay ဆိုတော့ဒီမှာတော်တော်လေးသူ့ရဲ့ဟွာက game player screen ပို့ကြီးသွားတာကလည်းကျွန်တော်တို့ reportive အဆော့များတဲ့လူတွေအတွက်ကတော်တော်လေးကိုအဆင်ပြေတယ်။ဆိုတော့ဟိုတော်တော်များများစိုးရိမ်နေကြတဲ့လူမျိုးပေါ့နော်။အဲအခုမှဆိုရင် OLED ကနေပြီးတော့ဒါကိုပြောင်းလာတော့နည်းနည်းကြီးရတာဟိုခနိုးစနိုးစနောက်ဖြစ်နေမလားလို့တော့တွေးမိကြတယ်တွေးပူကြတယ်ပေါ့နော်။ကျွန်တော်ကလည်းတွေးပူတယ်မှာပါတယ်။ဒါပေမဲ့ Lossy ဟိုဒါကတော့လည်းပြောင်းလို့ဟိုမှာဒီ graphic တို့ဟိုဒီ screen size တို့ display ဆိုတာကကျွန်တော်လူရဲ့မျက်လုံးနဲ့ဆိုင်တဲ့ဟာမျိုးဆိုတော့လေအမှားကျွန်တော် ိုလက်ကနေပြီးတော့ဒီ switch 2ကိုဆဆပြောင်းကာစဆဆော့ကာစဟိုဘက်တော့ အဲနှစ်နိုင်သုံးနိုင်လောက်ကတော့ဘယ်လိုဖြစ်လဲဆိုစိတ်ထဲမှာโอเคကာလာကကိုအိုလက်လောက်မစုဘူးဆိုတဲ့အတွေးကြီးကိုကျွန်တော်ကရတယ်ပေါ့နော်โอเคကာလာကဟို LCD နဲ့ဒီအိုလက်နဲ့ကွာသွားတာဆိုတော့လေအဲ့ဒါပေါ့တော့ရှိတယ်ဒါပေမဲ့အဲတကယ်တကယ်ဟိုစွန့်ရင်စွန့်ရင်တော့အသားကျသွားတယ်ပေါ့နော်ဒီ screen အဲ့တော့ဘာမှစွန့်ရင်ဇာတော့မရှိဘူးကိုကဟိုဝယ်ချင်တယ်ဆိုလို့ရှိရင်များသိမလားဟိုပိုကောင်းတဲ့ graphic တွေနဲ့ latest game တွေစော့ချင်တယ်ဆိုလို့ရှိရင်တော့ switch 2ကဟို loss ရကျွန်တော်အခုစမ်းကြည့်သလားကိုကနော်ဝယ်လိုက်တာလည်းမှားတော့မှားဘူးတကယ်တော့ကိုကမဟုတ်ဘူးနဲ့ ACC မှာပဲဟိုစောက်ချင်တယ်ဆိုလို့ရှိရင်လည်းစောက်တော့ပေါ့နော် โอเคဆိုတော့ဆက်မော်ရယ်တဲ့ကထွက်မှလားဆိုတော့ထွက်ထွက်တော့ထွက်အောင်ပါနေတနော်ဆွေးရှင်းနေတနော်ရဲ့တဘောတရားကထွက်မှာပဲဒါပေမဲ့ဟိုအစ်တမဒီနှစ်မှာဟိုဟာထွက်ပြီးတော့တခါနောက်နှစ်မှာအေးနောက်ထပ်မော်ရယ်ထပ်ထွက်ဖို့တော့မရှိတော့တကယ်လို့မော်ရယ်တက်ထက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စိတ်ချင်တယ်1026နှစ်ကုန်တို့မဟုတ်2029အစမ်းလောက်မှာပဲဟိုထွက်ဖြစ်ဖို့ထွက်ဖြစ်လောက်မယ်လို့ကျွန်တော်တော့မှန်းတယ်ပေါ့နော်ဆိုတော့ဒါတစ်ပိုင်းပါနောက်တစ်ခုကကျတော့တော်တော်များများဟိုဟာဖြစ်နေကြတဲ့စိတ်ဝင်စားကြတဲ့ ဟွာဗောနော်ဘက်ထရီ life ဗောနော်ဘက်ထရီ life ကဆိုဟုတ်တယ်အိုလက်လောက်မခံတာလောက်မှန်တယ်ဒီကောင်ကြီးကလေအိုလက်လောက်လောက်မခံဘူးအိုလက်ကတော့အာအိုလက်မှာဆိုကျွန်တော်တို့ဂိမ်းဆော့တယ်ဆိုရှိရင်ဟိုများသောဖြစ်ကဘက်ထရီ life က၄နိုင်ရနေ၄နိုင်ခွဲကြခံတယ်ဗောနော်ဆိုဒီကောင်မှာကကျွန်တော်ကျွန်တော်ရောစန်းဆော့ကြည့်တာကအားက၃နိုင်ဝန်းကျင်လောက်ခံတယ်အခုဇေတာဘရော့တောင်းဗောနော်တခြားကင်းတော့ဟိုတခြားဒီ cyber punk တော့ဘရော့တခြားကျွန်တော်မစမ်းအားသေးဘူးဟိုးတီးပြီအေးအေးအေးတိလိုက်တိလိုက်အမကြကြကြပြန်အောင်မတက်နဲ့တော့သွားအိုးခွေးကင်း အမလီဟာစတီလီယားဆိုင်မှာစကားပြောဆိုတော့ဘက်ထရီလိုက်ကလည်းကျွန်တော်တို့တို့တွေဟို YouTube မှာညမှာပြောနေကြတယ်ကျွန်တော်တို့အရင်ကြီးဟိုဆိုးရွားလွားတဲ့အနေထားမဟုတ်ဘူးပေါ့နော်သူဟန်ကျွန်တော်လက်ခံလို့ရနေထားမှာရှိတယ်ပြီးတော့ရှိရင်နောက်တစ်ခုကဟို switch one ပေါ့နော် switch one နဲ့ကွာတစ်ခွက်ရတော့ဟိုဟာလာပါကွာမယ်ဟိုဘယ်လိုခေါ်မလဲလော်ဒီတိုင်းဥပမာကျွန်တော်တို့ကတနည်းနဲ့တနည်း first driver တွားပြီဆိုလို့ရှိရင်ကျွန်တော်လော်ဒီတိုင်းနဲ့ကိုယ်ကိုရှင်ကြည့်တဲ့အချိန်မှာဟိုဒီကောင်ကနည်းနည်းပုံမြန်တယ်ဟို switch 1ထက်ဆိုင်ရင်ဒီ switch 2ပေါ်မှာကဒီ loading time လေးတွေကပို့ပြီးတော့မြန်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့တခုကွာမယ်ပြီးရင် 1080p ဟို portable မှာ 1080p 60hz ဖြစ်သွားမယ် dogma ဆိုရင် 4K 60hz ထိရသွားမယ်ပေါ့နော်ဆိုတော့အဲ့အမျိုးလေးလေးကွာသွားမယ် graphic ကတော့ဟိုကွာလာလို့မင်းတော့ကွာသွားပါတယ်အဲ့ဟောထားလေတိတာလေဒါကောသွား screen ကြီးသွားတာရော1080ပြဖြစ်သွားတာရောလေဆော့ရတာကပို့ပြီးတော့ဟိုပို့မိုက်သွားတယ်ဗျာတိတာဒါပေမဲ့ဟိုတစ်ခုရှိတာကဒီလိုမျိုးဟိုဟိုကက ဒီက free upgrade မဟုတ်တဲ့အတွက်ကြောင့်ဘလို့လူတွေဝယ်တဲ့ဆိုတော့ကျွန်တော်တို့လူမျိုးက Zera Broad Wine ကိုအရင်လဲသဘောကျတယ်အဲကိုကဒီအရှိမှလဲဆော့ထားပြီးသွားပြီဒါမဲ့ထပ်ဆော့ကြည့်ခြင်းနဲ့ဒီ switch 2ပုံမှာထပ်ဆော့ခြင်းနဲ့ဆိုလို့ရှိရင်တော့10ဒေါ်လာပေးပြီးတော့ upgrade တာတကယ်ကိုတန်တယ်လုံးဝပေါ့နော်လုံးတင်နဲ့ကျွန်တော်တို့လည်းမကူက10ဒေါ်လာနဲ့ upgrade ထားတာဒါမဲ့ကျွန်တော်ကဟို upgrade ကကျတော့ဝယ်တော့လဲဝယ်ထားတယ်ဆိုပေမဲ့ကျွန်တော်က online မှာမှရှုပ်ဝယ်ထားတဲ့ကြောင့်ကျွန်တော်က free free ရတာပေါ့နော် online မှာမှရှုပ် expansion packs မှာ free ပါတာပေါ့ဆိုတော့အဲ့လိုလေးတွေတော့ရှိတယ်ဆိုတော့ မစိုးပါဘူးတော်တော်လေးကိုဟိုမှာကြည့်ပါပါဆိုတော့ရင်တော့ဆိုရင်ညဒီဟိုဟာတွေကဒီမျက်ပင်တွေပညာဆိုလို့ရှိရင်အဲ့လိုကြီးဟိုဟာမှာဖြစ်နေဘူးပေါ့နော်ဒီမှာလည်းနက်ပို့ပြီးတော့လှနေတဲ့အနေထားတွေမှာရှိတယ်ကွာကြည့်ရတာလေဆိုတော့ ఓ လဲတော့ color ရဲ့ဆူဆူလှလှမဖြစ်နေဘူးဒါပေမဲ့ပို့ပြီးတော့ shade ဖြစ်တယ်လို့ပြောမှာပေါ့နော်တန်ရေးတီးပြီးဖြစ်တဲ့အတွက်ကြောင့် မဆိုးပါဘူး improve ဖြစ်တယ်ဒီကောင်တန်တော့လာပြရတော့ကျွန်တော်တော်တော်တန်တယ်လို့ထင်တယ်ဒါပေမဲ့ကိုကဒီ zebra browse ဝိုင်းကိုတင်မှာဆိုးတော့ဆိုးလိုက်တယ်သူများတွေကောင်းတယ်လို့ပြောလို့သာဆိုးလိုက်တာဟိုအလောက်ကြီးတဲ့ရင်ထဲမရောက်ပါဘူးလို့အလောက်ကြီးမိုက်တယ်လို့မထင်ရဘူးဆိုလို့ရှိရင်တော့တန်တော့လာပြပြီးတော့ upgrade မလုပ်သင့်ပါဘူးတန်တော့လာတက်တက်နှမျောစရာကြီးပေါ့နော်ဆိုတော့ okay zebra tier of the king နဲ့လဲကျွန်တော် switch to edition ကတော့ဟောဝယ်ထားတယ်ဒါဝယ်ထားဆိုမှဒီကောင်ကကျွန်တော်လောလောဆယ်မဆန်းကြီးဖြစ်တယ်ပေါ့နော်ဒီကောင်ဒီကောင် browse ဝိုင်းကိုကျွန်တော်အရင်ဆုံး main story ပဲဒီခေါက်တော့ဟိုဟာလေးဆော့နေတော့ဒီ main story ပဲပြီးအောင်သွားပြီးတော့မှပဲကျွန်တော် zebra ော် Tier the Kingdom လေးကို Switch to Edition ဆော့ကြည့်မယ်။ပြီးကြလို့ရှိရင်တော့ဟိုကျွန်တော်စမ်းဆော့ရင်းနဲ့တော့တခါလေဒီကောင်ကိုဒီ Watch Through လေးပါလုပ်ပြဖို့ရှိတယ် Watch Through Video လေးပေါ့နော်ဆက်တော့ Tier the Kingdom ကိုလေတော်တော်များများလေးကျွန်တော် YouTube မှာလည်းတောင်းဆိုနေကြပါရဲ့ရှိတယ်ဆိုတော့အဲ့အလေးလေးကျွန်တော်လုပ်ဖြစ်လုပ်ဖို့များပါတယ်။နော်လောလောဆယ်တော့ကျွန်တော်က device တကောင်စီမိကြောင်နေသားမှာရှိတဲ့ device ဖြစ်စီထွက်ပြီးတော့သွားနေတာဆိုတော့မှကြည့်ပါဗျာ အမ်ဖာမဲ့ graphic ဒါဟိုကျွန်တော်ဟာပြောသလိုပေါ့နော် PC ပေါ်မှာ emulator ဘာညာနဲ့ PC ဟန်ဟဲရမှာ emulator နဲ့ဆော့တဲ့လူတွေတွတ်ဆိုလို့ရှိရင်ဒါကဘာမှအရင်ကြီးဟိုဝိုးဖြစ်လောက်တဲ့ဟိုဟာဖြစ်တော့ဟိုအနေထားမဟုတ်ဘူးကွာတိလာတာမန်ပဲဟိုအမှန်မထူးဆန်းနေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကွန်ဆိုးသမားတွေဒီကွန်ဆိုး switch ပေါ်မှာပဲဆော့တဲ့သူတွေတွေ့ခါတော့ဒါတော်တော်လေးကို improve ဖြစ်လာတယ်လို့ပြောလို့ရတယ်ဆိုတော့ mic ပါတယ် เนาะအခုကျွန်တော်လိမ္မာဘက်မှာတော်တော်များလဲဒီမှာဟွာဟွာနဲ့ Nintendo Switch 2ပေါ်မှာ Zelda Breath of the Wild တို့ဟိုဒီ Tears of the Kingdom တို့ပြန်ဆော့ဖို့ဝယ်လို့လည်းတော်တော်များရှိမိတယ်နဲ့မနေ့ကလည်းအမ Reddit မှာလာမြင်တွေ့ရတာဒီ game တွေပဲပြန်ဆော့တယ်ဆိုပြီးဟုတ်တယ်တကယ်ဟိုကွာဒီ game ကိုပြန်ဆော့တာဥပမာဆိုရင်ဒီမှာတချို့ပုံမှာ character character graphic လေးလည်းတစ်ချက်ပြပေးမယ် အဲဒီမှာဆိုလို့ရှိရင်မှာ character graphic တွေပေါ့နော်။အဲကျွန်တော်ကဟာ video လောက်ဖြစ်လာတော့ second shot ပဲရိုက်ထားလိုက်တာ။ဆိုတော့တိကျလားဆိုတော့တိကျလေးပြောလို့ရတယ်ပေါ့နော်။ခေးမှာကိုယ့်မီဖာလေးနဲ့တဖန်ပြန်စုံနေပေါ့နော်။နော် okay ။ဆိုတော့ဒါပါပဲ။နော် Nintendo Switch 2ပေါ့မှာပေါ့ရောပထမဟိုအဆအဆုံးဟာလုတ်ပြဖို့ဒါမဲ့လို့အချိန်လည်းမရတော့လေကျွန်တော်မှာဇေတာဘရော့တ်ဝင်စော့နေရင်းနဲ့မှာ ဆော့တာမှာ divine meeting ကိုပြီးတော့တော့မှ idea လေးရပါဘော။အေးဒါတော်တော်များလဲလား manager လား switch two ပေါ်မှာ zeta mic လားတော့အားဘလောက်ခံလဲလို့လား main နေဆိုတာလည်းကျွန်တော်လေးစမ်းကြည့်တယ်။ battery ကိုနေကုန်ပြန်ချောင်းရမယ်ဆိုလို့ရှိရင်တော့ graphic ကတော့ improve ဖြစ်သွားတယ် 1080p 60 hertz ကဟိုဆော့တာပို့ပြီးတော့ကောင်းသွားတာပေါ့ကွာသိရမလားပို့ပြီးမှာတော့ဒါကတော့ဟိုကျွန်တော်တို့ဒီဟိုထဲမှာ camera ထဲမှာတော့တွေ့ဖို့ ဟိုတိတာဖို့ခက်ခဲမဲ့နေထားရပါတော့နော်ဒါပေမဲ့အပြစ်မှာတော့တော်တော်လေးကိုတိတာပါလေစကရင်ကကြီးသွားတာကလည်းဆော့လာပို့ပြီးတော့အားရရတယ်ဝိတ်ကလည်းအဲ့လိုကြီးမလေးဘူးကွာတိတာဒါပေမဲ့တခုပဲဟိုဒီကောင်အခြေလိုမျိုးတွေလို flash နေဖြစ်တဲ့အတွက်ကြောင့်ဟိုကတော့ grid ကောင်ကောင်တခုထည့်ရရင်တော့ ပို့ပြီးတော့အဆင်ပြေမယ်ပြီးဒီမှာဒါမှမဟုတ် switch one နဲ့ကွာသွားတာကြတော့ဒီမှာလက်ကင်နေရကြီးသွားဖြစ်တဲ့အတွက်ကြောင့်လေတော်တော်လေးကိုဒီတိုင်းပဲလို့လောလောဆယ်ဟို grid မပါသေးဘဲနဲ့ဆော့တာတော့မှတော်တော်လေးကိုမိုက်တယ်ဆိုတော့ grid တွေကလည်းဈေးများနေတယ်တော်လေးနောက် AC မှာပဲဝင်မယ်ဆိုတော့လောလောဆယ်တော့ကျွန်တော်ဒီဘက်ကဒီ tower စီကိုသွားမယ်ပြီးရင်တော့ device တစ်ကောင်ကိုဆက်ကြုံလိုက်ပါအောင်မယ်နော် okay video လေးဆိုရင်ကြွေကြောက်ကြောက်ကျေးဇူးများဒီမှာနောက်ထပ်လက်ဒီကျွန်တော် Nintendo Switch 2 game လေးတွေပေါ့နော် game play လေးလုပ်ပေးဖို့ရှိတယ်ကျွန်တော်လောလောဆယ်ဟိုလုပ်ပေးမယ်ပြီးရင်မကြိုက်ခင်မှာဒီ Mario Kart War game play ရဲ့ first impression လုပ်ဖို့ရှိတယ်ပြီးရင် Nintendo Switch 2 word 2 wagon tow လေးလဲကျွန်တော်လုပ်ဖို့ရှိတယ်เนาะဆရာတရားစကင်းနဲ့တော့နည်းနည်းခဏနေမှကျွန်တော်လုပ်ပြမယ်เนาะမဆော့ပြသေးတော့เนาะโอเคကျွန်တော် game လေးလဲကျွန်တော် game play လေးလုပ်ပြဖြစ်ပါတယ်မှာဝယ်ထားတဲ့ game ကအစုံမဲမှာဂျာကူဇာ0တော့ hitman ရောတော်တော်များများကိုဝယ်ထားတာသူမှဒီ switch တွေ့တူထွက်လာတဲ့ title တွေတော်တော်များများကျွန်တော်ဝယ်ထားပြီးသွားပြီမဆော့ဟာသေးရတယ်မစမ်းအားသေးဖြစ်နေတာပေါ့เนาะโอเคဆိုတော့နောက် video မှာကျွန်တော်ပြန်ဆောင်ကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ထင်လင်းအောင်ပါ